ကျွန်တော်ကဒီနာဆိုရယ်24နာရီဖွင့်တဲ့ဆိုင်ကလေးမှာညဆိုင် အလုံးလောက်ပါတယ်။ဒီဆိုင်ရဲ့ထူးခြားချက်တစ်ခုကဝင်ထမ်းနေအတွက်ဘလို့နောက်ကျောင်းရာဇဝင်မဲဖြစ်ဖြစ်သူတို့ဂယုမဆိုင်တာပဲ။ဘလို့လူပဲလာလျှောက်လျှောက်လူနေရင်ခတ်လိုက်တာပဲ။အဲ့ဒီညရဲ့တိတ်ဆိတ်ပုံကတော့လေမနေ့ရောက်ဖို့ကိုနိုင်ပေါင်းများစွာလူနေသေးတယ်လို့ပဲ။နေမှာလူအရှင်းနေတော့စုပြုတ်တော့ပဲကနဲ့ကျွန်တော်လည်းဖုန်းသုံးနေနေတယ် ဘရုစ်ကလည်းအပြစ်မှဆိတ်လိသွားတောင်းနေဖတ်တောက်ပြီးအဲ့ဒယ်လာရင်တော့သူကတခါတည်းတောင်းဝင်လာခဲ့ရတာပဲအီစီတိတ်ဆိတ်လို့နဲ့ဟာတွေကိုဖြူဖြက်ဖို့ကျွန်တော်ဟာထပြီးတန့်ရှင်းလှုပ်လိုက်တယ်အရင်ပြင်းလာပြီလေကျွန်တော်တီးမခတ်နိုင်တော့ကျွန်တော်တန့်ရှင်းလှုပ်နေတော့မှပဲဆိုင်တကားဟာရုတ်တရက်ပွင့်သွားတယ်ပြီးတော့မိသားစု၄ယောက်ဝင်လာကြတယ်အိုးဒီချိန်မိသားစု၄ပါလား ဖေအမေနဲ့တားလေးတယောက်သမီးလေးတယောက်ဒါပေမဲ့ထူးဆန်းတာသူတို့ကားကိုဘက်ကင်မှာကျွန်တော်မတွေ့ဘူးဘယ်နားမှမြန်ရက်ထားခဲ့တာပါလဲနောက်ထူးခြားနေတာတခုကသူတို့ရဲ့ဝတ်စုံတွေဟာ Sheikh Kit ကဖက်ရှင်ဒီဇိုင်းတွေလိုပဲဒါနဲ့ကျွန်တော်လဲစပွဲနာကပ်ပြီးဘာများတုံးဆောင်ကြမလဲခင်ဗျာဆိုပြီးမီနူးတွေကိုပေးလိုက်တဲ့အချိန်မှာလေးယောက်စလုံးကမီနူးတွေကိုကင်ပြီးနွမ်းနို့လေးခွက်ပေးပါတဲ့ ဘူးကျွန်တော်နည်းနည်းအံ့ဩသွားတယ်နွားနို့မာတဲ့လူကြီးဆိုတာကျွန်တော်တခါမှမတွေ့ခဲ့ဘူးဘူးလေအဲ့ဒီအချိန်မှာပဲဘရုစ်ကဝင်လာပြီးဆိုင်နောက်ဘက်ကိုပြေးဝင်သွားတယ်အမေဖြစ်သူကတချင်းဆိုသလိုအတန်လေးနဲ့အယတာရှိမဲ့ပုံမဲနော်ကျွန်တော်အေပရွန်လက်လက်တုပ်လိုက်ပြီးစားတောက်ဆရာရီမဖို့အဆင်သင့်ဖြစ်နေပြီလားခင်ဗျာလို့မေးလိုက်တယ်။အင်းကျွန်တော်တို့လူတယောက်ကိုစောင့်ရအောင်မယ်လို့ပြောတယ်။ အဖေလောက်သူရဲ့အတန်ဟာလဲရှီဟောင်းဇမင်သားအတန်နဲ့သူတို့ရဲ့နွားနှုတ်ခွက်လေးတွေဟာအောက်မှာရေသေးလေးတွေတောင်ကျလာပြီတယောက်မှတောက်တာလည်းမတွေ့ဘူးဒီချိန်ကြီးဘယ်ကလာမဲ့ဘယ်သူ့ကိုသူတို့စောင့်နေကြတာပါလဲအေးလေမတတ်နိုင်ဘူးစောင့်ဆိုရလဲစောင့်ပေါ့ဒီလိုနဲ့ကျွန်တော်ဟာသူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့ပုံကိုတိမခတ်နိုင်တာနဲ့ပဲ တန့်ရှင်းရေးကိုဆက်လုပ်နေလိုက်တယ်။ဒါမဲ့တန့်ရှင်းရေးပြီးသွားတော့သူတို့စီထပ်သွားမိပြန်တယ်။ကျွန်တော်ဗာများပြင်ဆင်ပေးရမလဲခင်ဗျာ။အဲ့ဒီအချိန်မှာကလေးလေးကပြန်ပြောတယ်။ကျွန်တော်တို့စောင့်နေတယ်လို့ပြောတယ်လေ။ဟိုက်ကလေးတံမဟုတ်ပါလား။အမေလို့သူကလည်းအတန်အောအောနဲ့အေးလေတို့စောင့်နေမယ်လို့ပြောထားတာပဲ။ကျွန်တော်လန့်သွားတယ် တဖြည်းဖြည်းနဲ့ကျွန်တော်နောက်ကိုဆုတ်လိုက်တယ်ကျွန်တော်မလုပ်ရင်ကောင်းမလဲအဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့အုံနောက်ကမင်းကြောမပေးလိုက်နဲ့ကြောမပေးလိုက်နဲ့လို့ပြောတယ်သူတို့ကလည်းကျွန်တော်ကိုပြုံးပြုံးကြီးကြည့်နေကြလေရဲ့အဲ့ဒီချိန်မှာပဲကလေးလေးကစကြရောမလားလို့ပြောလိုက်တယ် Oh my god ကျွန်တော်တခါတည်းမိဖို့ကြောင့်ဘက်ကိုပြေးရောတာပဲ နောက်ဆုံးနောက်ဆုံးနဲ့ပြေးသွားတဲ့ကျွန်တော်ကိုပြုံးပြပြမျက်နှာရည်နဲ့ကြည့်နေတာလေအသေးလေးကိုအေးဆက်သွားတာပဲအဲ့ဒီအချိန်မှာပဲ Bruce ကတကားဖွင့်ပြီးဟေးမင်းမဝင်လာခဲ့လို့ခေါ်လိုက်တယ် Bruce ရဲ့မျက်နှာဟာအယံကိုထိတ်လန့်ကြောက်ရွံ့နေပြီးတော့ဟေးမင်းမလို့မင်းမလို့ဒီဟာတွေဟာလူအစ်စ်မဟုတ်ဘူးလို့ပြောတယ်။အဲ့လိုပြောတဲ့လေကြောင်ကျွန်တော်ကစိုက်ပြီးပြေးထွက်ဖို့လုပ်ပါတော့တယ်။ Bruce ကဟေးမင်း ထွက်ပြေးလို့လို့မယ်များထင်နေတာလားလာခဲ့လာခဲ့ဒီဟိုငါပြောသလိုလို့ကျန်တာငါပြောသလိုလို့ဆန်းကြောင်တောင်ဖြစ်နေတယ်ကျွန်တော်ရဲ့လက်ထဲကိုဘရုဆာစားထုတ်ကြည့်တထုတ်ထည့်ပေးလိုက်တယ်ဟေ့အောင်ကြောင်မနေနဲ့ဟေ့အောင်မြ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 င်လို့မြင်မြင်လို့ဆိုပြီးသူပဲမြန်းမြန်းနဲ့မြင့်မြင့်ဖြစ်အောင်ပုံပုံဟေ့အောင်ပုံလေးဟေ့အောင်ပုံဘရုဆာပြပြဆိုဆိုနဲ့ရှိသမျှစားတွေကိုစက်ဝိုင်းပုံစံဖြစ်အောင် ပုံပြီးသွားပြီစားရည်လည်းကုန်ပြီအဲ့ဒီအချိန်မှာသူဟာဘေးနားမှာရှိတဲ့ main clock ကိုအသက်ပြင်းပြင်းရှူပြီးပိတ်ချပလိုက်တယ်ဖြောက်ကနေမိတဲ့နောက်မှာတခန်းလုံးဟာမှောင်မဲကျသွားတာပဲလုံးတစ်ချက်ခုတ်အပြီးမှာပဲထူးဆန်းအဲ့အပန်ဟာကျွန်တော်တို့မီးပို့ချောင်းထဲကိုဝင်လာကျွန်တော်ဘလို့ပဲနားပိတ်ထားနားပိတ်ထားဘလို့မှတင်းမခံနိုင်လောက်အောင်ချောက်ချားစရာကောင်းတဲ့အပန်ကြီးပဲ ကျွန်တော်ကျွန်တော်နာစင်ရဲ့ပေါက်ပွဲထွက်လာတယ်လို့ပဲကျွန်တော်ဘလို့မှတီးမခံနိုင်တော့ကျွန်တော်မိုးဝေလာပြီးနေကြတော့ဘလို့ဖြစ်သွားတဲ့အချိန်မှာဘလူးစ်ကကျွန်တော်ကိုဖမ်းပြီးထိန်းထားလိုက်တယ်ဟေးဟေးတရီသားစံတရီသားစံအဲ့ဒီအချိန်မှာပဲမိဖို့ကြောင့်တကားဟောတုံးဆုံးပွင့်သွားတယ်ပြီးတော့တော်တယ်အများကြီးမျက်စိရင်လဲအများကြီးနဲ့မဲမောင်ရဲ့အရေးတွေဟာမိဖို့ကြောင့်လည်းစီးဝင်လာတယ် ကျွန်တော်တို့ချီကိုစီးဝင်လာနေပြီဟိုအဲအဲဆူဆူအနံ့ရနေဘူးဘူးနေနေကျွန်တော်ပေါ့ပြီးတော့ချီရှုပ်ပေးလာစီဒါရီယာခုနကမိမိတက်မိတက်ဆိုလေလာရင်ကျွန်တော်ဘလုံးမဒီမကနိုင်တော့ပဲအတန်းဆုံးအော်လိုက်တော့တယ် ျွန်တော်ကျွန်တော်ရန်နိုးလာတဲ့အချိန်မှာတော့မိုးလင်းနေပါပြီခနာကိုရဲ့တလက်မတိုင်းတလက်မတိုင်းဟာနာကျင်နေတာပဲမျက်နှာမှာလဲမျက်ရည်တွေရောတွေးတွေရောဘရုစ်ကိုကြည့်လိုက်တော့စားရီကိုတန့်ရှင်းလုံနေပြီကျွန်တော်ဒေစင်စီတန်းသွားပြီးမျက်နှာကိုရေခက်နှွင်းနှွင်းနဲ့စီးချပလိုက်တယ် ီးတော့ရင်နွေးပူပူတစ်ခွက်တောက်ရင် Bruce ကိုလှမ်းကြည့်လိုက်တယ်။ကြည်စမ်းဆားရီကအပြာရောင်ဖြစ်နေပါရောလား။ Bruce ပြီးသွားတော့ကျွန်တော်လည်းတကားကိုပိတ်သီးဆိုရင်ဆိုင်းပုတ်ဘက်ကိုလှည့်လိုက်တယ်။ပြီးတော့ coffee တစ်ဖက်စီယူပြီးစပွဲမှထိုင်လိုက်ကြတယ်။ဒီအရှိဘက်ကမှတော့ဘာမှမပြောင်းလဲနေသလိုပဲ။ Bruce ကပြောတယ်။အဲ့ဒီမိသားစုပေါ့။ အရင်ဒီဆိုင်မှာလှုပ်တဲ့လူတွေငါ့ကိုပြောခဲ့ပူတယ်ထူချတာဟာသူတို့လာရင်ဘယ်တော့မှကားပါမလာဘူးပြီးတော့အဝတ်အစားတွေဟာအမြဲတမ်းပုံစံဒီအရာဒီဒီဇိုင်းကြီးပဲပြီးရင်သူတို့လေးယောက်မတောက်တဲ့နွားတို့လေးခွက်ကိုမာမယ်အဲ့လိုကြီးပဲတယ်ကြည့်ရတာအက်ဆီဒန့်ဖြစ်ပြီးကွယ်လွန်ခဲ့တဲ့မိသားစုလေးနဲ့တူပါရယ်ကွာ ဒီအကြောင်းတွေကို report တင်တဲ့အခါဆိုင်ရှင်ကကျွန်တော်ကို bonus တွေအများကြီးပေးခဲ့တယ်။ဒါပေမဲ့လည်းကျွန်တော်ဒီလောက်ကထွက်ချင်နေပြီ။တကယ်ကျွန်တော်ဆိုရင်တော့